ိသတ်တွေအားလုံးပဲမင်္ဂလာပါရှင် Health Fix အစီအစဉ်ညီကျိုးဆိုပါရယ်ဒီနေ့ကတော့လောင်ကမိသားစုတွေတော်တော်များများမှာကြုံတွေ့ရလိရှိတယ်တော်တော်များများလဲဒါဖြစ်တတ်တဲ့သွေးတိုးရောဂါနဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်ဆိုတော့အခုဆိုရင်ဒါသွေးတိုးတယ်ဆိုတဲ့ပြဿနာလူကြီးတွေမှာမဟုတ်ဘူးတက်လက်ပိုင်းတွေလူငယ်တွေမှာလည်းဖြစ်နေရတွေ့ရတယ်ဆိုတော့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပေးမှာပါဒီတစ်ခါ Health Fix အစီအစဉ်ကိုလာရောက်ပြီးတော့ဆွေးနွေးပေးမယ့်ဆရာဆိုလို့ရှိရင်တော့ပန်းလိုက်မိသားစုဆေးကန်းရဲ့ clinical director ဖြစ်တဲ့ဆရာဒေါက်တာထက်အောင်လိုက်ဖြစ်ပါရှင် ဆရာမင်္ဂလာပါမင်္ဂလာပါမလာဝမ်ထက်ဟုတ် Hi Facebook ဟုတ်ကဲ့အလုံးပဲမင်္ဂလာပါကျွန်တော်မြေတော့ဒေါက်တာထောင်းလိုင်းပါကျွန်တော်ကတော့မိသားစုစေပညာသမားတော်ပါ ဟုတ်ကဲ့ပါဆရာအခုတော့အချိန်ပေးပြီးတော့လာဆွေးနွေးပေးရတဲ့ကျေးဇူးတင်ပါတယ်เนาะဆရာကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ဟိုအခုကလေးဆရာသွေးတိုးနဲ့ပတ်သက်တဲ့အပိုင်းကတော်တော်များများကငငယ်ရွယ်နဲ့လည်းသွေးအရင်တိုးတာတွေတွေ့ရလာရပေါ့เนาะဟုတ်ကဲ့အဲ့ခါကျတော့လူတွေကဘာတင်လဲဆိုတော့သွေးတိုးတယ်ဆိုတော့အာဟိုသွေးတွေတက်လာပြီထင်နေဆိုတော့မှသွေးတို့ကိုလှန့်တိုင်းကြတာဟိုတကယ်တမ်းကဆရာတို့ဒါညွှန်ကြားရအရာဆိုလို့ရှင်လေလူဆိုတာကိုယ်ခန္ဓာကိုအမြဲသတိရှိနေဖို့လိုရဲဆိုတော့သွေးတိုးတယ်ဆိုတဲ့အရာကိုသွေးတိုးတာခံစားမှသွေးပေါင်တိုင်းတင်တာလားအကျန်တဲ့ချိန်မှာရောတိုင်းတင်လာပေါ့ဆရာဒီဟာလေးကဟိုဘယ်ဟာအမှန်ဖြစ်မလဲဆို ပြီးမေးကြရရှိရောဆရာဆွေးနွေးပေးပါအောင်ဟုတ်ကဲ့ပါဟိုဒီမိကုံးလေးကအရန်ကောင်းတယ်ပေါ့နော်မလာဝင်းထက် so ဟိုကျွန်တော်တို့အနေနဲ့ကတော့ပေါ့နော်တခါကျရင်ဘာကြောင့်သွေးတိုးကိုကြောက်လဲပေါ့ so သွေးတိုးဆိုတဲ့ယောဂကျိုးတခါကျလို့ရှိရင်ဒီဘာလက္ခဏာမှမပြဘဲနဲ့ရုတ်တရက်ဟိုစောင့်တက်သွားပြီးတော့ကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့နှလုံးလို့ ကျွန်တော်ဒီကြောက်ကက်လို့ကျွန်တော်အုံနောက်လို့ပေါ့နော်ကျွန်တော်ထိတတ်တယ်ပေါ့နော်ဆိုခုနမေးတဲ့မေးခွန်းပြန်ဖြေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်လက္ခဏာရှိမှစစ်စေးတာထပ်ပေါ့နော်ကျွန်တော်တနစ်ကိုတစ်ခါလောက်ပေါ့နော်ကျွန်တော်အသက် session တစ်ခါနေစပြီးတော့စစ်စေးပြီးရင်တော့ပို့ကောင်းပါတယ်ဗျဟုတ်ကဲ့ပါဆရာအဲ့တော့ဒါအမြဲတမ်းစစ်စေးနေရမယ်တိတ်ထားနေရမယ်အချက်ဖြစ်နေရနော်ဆရာ ဟုတ်ဟုတ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့သွေးတိုးနေရဆိုတဲ့သူတွေပေါ့ဆရာအခုကတော့သွေးတိုးကြစည်းတွေရှိနေတဲ့ခါကျလူတွေကအောက်တစ်ခုစားလိုက်မယ်အဲစိတ်ကစားခြင်းတွေစားလိုက်မယ်ပြီးမှစေးသားမယ်ဆိုစေးပေါ်မှာဟိုနည်းနည်းမိခိုးတာအရင်များလာရှိတယ်ပေါ့နော်ဆရာအဲ့တော့ဒီသွေးတိုးယောဂါကိုထိန်းချုပ်တဲ့အခါမှာစေးဝါးတစ်ခုတည်းကိုအားကိုးတာထက်ဟိုကိုယ့်ရဲ့လူနေမှုဘဝကိုပြောင်းလဲပြီးတော့နေတာကပို့ပြီးတော့ control ရစေရလို့ခံစားရတဲ့အတွက်ဒီအပိုင်းကိုလည်းဆရာဆွေးနွေးပေးပါဟုတ်ကျေးဇူးပါကျွန်တော်ဒီအပိုင်းကတော့ကျွန်တော်တို့ဟိုကျွန်တော်အနေနဲ့အရေးကြီးဆုံးအပိုင်းပေါ့နော်ဟုတ်ကဲ့ပါဆိုတော့တခါကျရင်ကျွန်တော်တို့ဟိုစေးဆိုတာ ာတော့ဒါကျွန်တော်တို့ဒီအနေထိုင်အစားအသောက်နဲ့ထိန်းတာတော့မှဘလို့မှမရလဲအဆုံးကျွန်တော်တို့ဆေးကိုအကူအညီယူရပေါ့ဆိုဖြစ်နိုင်မယ်ဆိုကျွန်တော်တို့ကဆေးကိုမတုံးသေးပဲနဲ့ကိုယ့်ရဲ့ဒီခုနပြောအနေထိုင်အစားအသောက်ပေါ့နည်းနည်း control လုပ်နိုင်လို့ပိုကောင်းတယ်ပေါ့ဆိုခုနပြောသလိုပဲအင်းဆုံးအစားအသောက်အကြောင်းပြောမယ်ဆိုရင်ကျွန်တော်တို့စားတဲ့အခါမှာကျွန်တော်ဒီငံနဲ့ဒီအစားအသောက်ပေါ့ဥပမာဆိုကျွန်တော်တို့ငပီလို့ကျွန်တော် culture အရာပေါ့နောက်တစ်ခါကျတော့ငံပြရည်နည်းနည်းထက်တုံးတာများလားလို့လက်ဖက်တုပ်လို့ပါလို့ပေါ့နော်တကယ်တကယ်ဒီအရာလေးကဒီဘလို့ခေါ်မလဲသွေးပေါင် 不批示的，不能杀了亚鲁辛。 so during any အပိုင်းမျိုးနည်းနည်းလေး control လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်ဒုတိယတစ်ချက်ပေါ့နော်အရင်အရေးကြီးဆုံးတော့ exercise ပေါ့ exercise ပြပလိုက်ပြီးဆိုလို့တော်တော်များများကလည်းတွန့်ကြတယ်ဟာအချိန်မရဘူးပါပေါ့နော်ဒါပေမဲ့တကယ်တကယ်ပေါ့နော်ကျွန်တော်တို့ဒီလေ့ကျင့်ခန်းတစ်ခုအတွက်အချိန်လေးတစ်ခုနည်းနည်းလေးပေးနိုင်အောင်အမြတ်ပေါ့ဆိုလေ့ကျင့်ခန်းလုပ်ပေးခြင်းအပြင်နံပါတ်၁ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့ body weight ခန္ဓာကိုယ်အလေးချိန်နည်းလေးကြာသွားတဲ့အခါမှာသွေးပောင်းရလဲလိုက်စင်းတယ်ကျွန်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာချွေးထွက်များတဲ့အခါမှာခန္ဓာကိုယ်မှာစားတက်တွေနည်းနည်းထွက်သွားတဲ့အခါကျတော့ရှင်သွေးပောင်းကြာတယ်ပေါ့ဟုတ်ကဲ့ so ကျွန်တော်တော့လေ့ကျင့်ခန်းတော့အရန်ဟိုတဘောကြရတဲ့ဟိုဆရာဝန်ထမ်းမှာပါလဲဆိုဒီ project တွေကိုလည်းတစ်ချက်ပေါ့နော်အချိန်လေးတစ်ခုပေးပြီးတော့တနေ့တာမှာလှုပ်စေချင်တယ်ဆိုကျွန်တော်တို့ဟိုလုံနေကြမဟုတ်ဘူးဘလို့စားလုံးကောင်းမလဲဆိုရင်လည်းဒါလည်းအများပြည်သူတည်ထားတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့တပတ်မှာ9ရက်တစ်ရက်ကိုကျွန်တော်9ရက်ဝက်လောက်လမ်းလျှောက်ပေးခြင်းအားဖြင့်လည်းအဆင်ပြေပါတယ် ဟုတ်ကဲ့အော်နောက်ဆုံးတစ်ခုကဆရာလူကြီးတွေအတွက်ပေါ့နော်ဟိုဘလို့ပဲထိ ंछ ုပ်ထားသည်ဖြစ်စေဒါအသက်ရွယ်တစ်ခုရောက်လာရင်တော့သွေးတို့တက်တက်လာတဲ့လူကြီးတွေလည်းရှိတတ်တယ်ဆိုတော့အဲ့ဒီလူကြီးတွေအတွက်ကိုအပုံမှန်သွေးတို့လေးကိုဘလို့လေးအမြင်သိနေအောင်တိုင်းတာဂရုစိုက်ပေးရမယ်ဆရာဟုတ်ဆိုခုနကပေါ့နော်မလာဝင်းထက်မေးတဲ့မေးခွန်းတော်တော်လေးကောင်းတယ်ပေါ့နော်ဆိုကျွန်တော်အနေနဲ့ပေါ့နော်လူကြီးတယောက်ကျွန်တော်သွေးတို့ယောဂရှိပြီဆိုလို့ရှိရင်ကျွန်တော်အဓိကမှာကျင်တာကတော့ဆေးကိုမမှန်တောက်ဖို့ပေါ့ ဆေးကိုမှန်မှန်တောက်ဖို့ပြောတဲ့အခါမှာကျွန်တော်အချိန်လေးတစ်ခုပါကျွန်တော်မှန်စီချင်တယ်။နောက်တစ်ခုကျွန်တော်တို့ဆေးခံမှာဘာတွေ့ရလဲဆိုရင်တချို့သောလူနာလေးကဟိုသွေးတိုးဆေးကိုဥမာအစားစားပြီးမှတောက်ရမယ်အစားမစားခင်မတောက်ရအောင်လို့အမျိုးမျိုးဖြစ်ကြရတယ်ပေါ့နော်။ကျွန်တော်ဒီမှာတင်ပေးပေးချင်တဲ့ message ကသွေးပောင်ထင်းဆေးဒီအစားခံစရာလုံးဝမလိုပါဆိုပြောချင်တာကပုံမှန်9နာရီတောက်တယ်ဆိုလို့ရှိရင်နောက်နေ့ရက်ဒီ9နာရီဝင်းကျင်မှာပဲအချိန်မှန်ဖို့ဒီအဓိက အစားရှိရှိမရှိရှိကအဓိကမဟုတ်ဘူးဆိုဆေးရောအဲ့လိုအချိန်မှန်မှန်လေးတောက်ပေးခြင်းအားဖြင့်ဆေးအရှင်လေးမသွေးပေါင်နေရငြိမ်မယ်ဆေးတောက်တဲ့အချိန်မှမအောင်ဆိုတော့ရှင်သွေးပေါင်ခြင်းနဲ့လိုက်ပြီးတော့ကျွန်တော် roller coaster လို့ပေါ့တက်လိုက်ကြလိုက်ဖြစ်မယ်ပေါ့ဟုတ် ဟုတ်ကဲ့ပါတကယ်တန်ဖိုးရှိတဲ့ facts တွေပါဆရာတိတိကျကျလေးပြောပေးရတဲ့ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကျွန်တော်ကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့ပါဆရာအဲဒီနေ့မှာဆိုရင်တော့ကိုယ့်ရဲ့သွေးပေါင်ခြင်းကိုပုံမှန်ဖြစ်အောင်ထိန်းချရမယ့်အပိုင်းတွေကိုဆရာဆွေးနွေးပေးသွားတာဖြစ်ပါတယ်အဲ့တော့သွေးတိုးတယ်ဆိုတဲ့အရာကနောက်ဆက်တွဲပြဿနာအများကြီးရှိတတ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီအခြေအနေကြီးအရင်မရောက်ရအောင်သွေးပေါင်ခြင်းကိုပုံမှန်ဖြစ်အောင်လို့ဂရုတစိုက်နဲ့စောင့်ကြည့်မယ်ထိန်းမယ်ကျန်းမာအောင်ပို့ပြီးတော့နေထိုင်မယ်ဆိုလို့ရှိရင်တော့တကယ်ကိုပျော်ရွှင်စရာကောင်းတဲ့ lifestyle တစ်ခုရရှိမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတော့လောင်းတို့ health fix အစီအစဉ်ကဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်နောက်နေ့ဒီမှာ လည်းဆရာတို့နဲ့ဆွေးနွေးထားတဲ့အပိုင်းတွေကိုနေ့ရက်အလိုက်တင်ဆက်ပေးသွားအောင်မှာဖြစ်ပါရဲ့ရှင်။အခုပြသသွားတဲ့ Health Fix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ Pyong Play Application မှာကြည့်ရှုလို့ရတဲ့အပြင် Pyong Play YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Health Fix အစီအစဉ်။